ိုင်းသားသွေးစည်းညီညွတ်ရေးအတွက်လွတ်လပ်ရေးမတန်ရင်တွေကချုပ်ဆိုခဲ့တဲ့ပင်လုံစာချုပ်ပါအခွင့်အရေးတွေကိုတိုင်းသားတွေမရကြသေးပါဘူး။တခါတန်းတူရေးနဲ့လူခွေတွေဆုံးရှုံးနေတဲ့ဒီတိုင်းသားတွေရဲ့အတန်ကိုခေါင်းဆောင်တွေကနားထောင်ကြပါရဲ့လား။ဘတော်များမှသူတို့တွေအခွင့်အရေးအပြည့်ဝရကြမှာလေ။ဒီကြောင်းတွေကိုဒီနေ့ဒီဗီဒီဘိတ်အစီအစဉ်မှာဆွေးနွေးမှာပါကျွန်တော်ကမျိုးသားထက်ပါ ဒီ VIP စီစဉ်အားကျူးစွာပါတယ်ဒီကနေ့ကျွန်တော်ဆွေးနွေးမှာတော့ပြီးခဲ့တဲ့ပတ်ရဲ့အဆက်ဖြစ်ပါတယ်ဖက်ဒရယ်ကိုကျွန်တော်ပြီးခဲ့ပတ်ကဆွေးနွေးပြီးတဲ့နောက်မှာဒီနေ့ကတော့အခြေခံကျတဲ့ကျွန်တော်တိုင်းသာပြည်သူတွေဆုံးရှုံးနေတဲ့ပညာရေးကျန်းမာရေးခွင့်ရေးတွေဒီအတန်တွေကိုခေါင်းဆောင်တွေဆိုသူတွေကကြားကြပါရဲ့လားဒီအတန်တွေကိုကြားပြီးတဲ့နောက်မှာသူတို့အတွက်ခွင့်ရေးတွေရလာအောင်ဘယ်လိုဆောင်ရွက်ကြမလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဥစားကျွန်တော်ပေးသက်ကိုဥဆောင်ဆွေးနွေးသူလေးဦးနဲ့မိတ်ဆက်ပေးခြင်းပါဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌဦးပူချင်းရှင်းတန်ဖြစ်ပါတယ် ဒီဘက်ကရခိုင်မျိုးသားပါတီဥက္ကဋ္ဌဒေါက်တာအေးမောင်ဖြစ်ပါတယ်ဒီဘက်ကတော့ရှမ်းတိုင်းသားဒီမိုကရေစီအဖွဲ့ချုပ်ကဒေါ်နန်းထွေးမှုဖြစ်ပါတယ်ဒီဘက်ကတော့ဆိုင်းဆရာလည်းဖြစ်လိလသုံးသက်သူစောင်းပါရှင်ဦးအေးမောင်ကျော်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါဗျာပြည်နယ်အကြောင်းပြောမယ်ဆိုရင်အစင်းရဲဆုံးပြည်နယ်ကချင်းပြည်နယ်ဖြစ်ပါတယ်ကျွန်တော်မကြခင် DBB ကဒီ presenter တူဖြစ်တဲ့ကျွန်တော်မိတ်ဆွေကိုတန်ဝန်ထုတ်ကလည်းဒုတ်ပြည်ဒုတ်မြေဆိုတဲ့အစီအစဉ်ဖြစ်ကိုဟိုကရိုက်တော့မှာဖြစ်ပါတယ်ဗမာပြည်လောက်ကားနဲ့ခီးလှည့်လည်ပြီးတော့ တိုင်းသားပြည်သူတွေဘာတွေဒုက္ခခံစားနေရလဲရုပ်တံကြီးပြည့်တတ်သိအောင်အရေးကြောင်းနေသူထောက်ဖို့တော့ဒါမှချင်းပြည်သူတို့အင်တန်စိုးရိမ်နေလမ်းပန်းဆက်သွေးရမကောင်းတော့ဘူးအဲ့တော့ဒီလိုအခွင့်အရေးတွေတွားရလိုက်ဆက်ဆံရေးတွေခက်ခဲနေတဲ့ပြည်နယ်ကဘာဖြစ်လို့ဒီလိုဖြစ်နေလဲဆိုတဲ့အကြောင်းဦးပူချင်းရှင်းထားပြောပြလို့ရအောင်ဘာကြောင့်စွန့်ပစ်ခံပြည်နယ်တခုဘေးဖက်ခံထားတဲ့ပြည်နယ်တခုဖြစ်နေတယ်လို့ခံစားအတန်းသားပြောနေတယ်ကျွန်တော်တို့ သဘောတူထားတဲ့အခြေခံဥပဒေဥပဒေတိုင်းရေးထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်နယ်ကျွန်တော်တို့ဥပဒေနဲ့လုံထောက်လို့ဖြစ်တယ်အခုကဘာဝါရှိသမျှကိုပြည်မကိုအထားပြီးတော့ပြည်မပြန်ကြည့်ဘူးဒုတိယကဘာရှိမှာအင်္ဂလိပ်အချိုးရထွက်ပြီးဘူးခဏတပြုတ်ဖောက်တဲ့လားအခုတည်းဒီလားလို့လို့ပြည်တော်စုမြန်မာနိုင်ငံအချိုးရလုံးမပြေးဘူးလမ်းပန်းဆက်သွယ်ရတော့မြင်သာတာပေါ့ဒါပေမဲ့လမ်းပန်းဆက်သွယ်ပြီးတယ်လီဖုန်းဆက်သွယ်ရတက်ကူတွေမရှိတာအကြောင်းနေနေနေတာ ်ကျမ်းမာရေးဆော့ဆော့မှုတွေအားနည်းနေရတယ်ဟိုဟိုကတုံးခွလောက်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ချင်းပြင်းနေနာမည်အနည်းနဲ့မထားဘူးကလေးမျိုးမှထားတယ်နောက်ပြီးတော့ကျွန်တော်တို့ဘာသာစကားကိုကိုတို့ကကျွန်တော်လွတ်လပ်ရေးမရခင်တုန်းကလေးသားရှိရှိတယ်အခုလုံးဝတင်ပေါ်ပြီးရှိတယ်ဒါပေမဲ့ပြဿနာကလည်းချင်းကတမျိုးတည်းကချင်းလို့ခေါ်ရတယ်ချင်းအောင်မှာ မျိုးခွဲတွေကလည်းအများကြီးရှိတယ်မျိုးခွဲတွေရှိတယ်ဒီမှာလည်းပြဿနာရှိနေတယ်ဒီပြဿနာတွေကိုအားလုံးနားလည်တဲ့ပုံပါစာစကားတစ်မျိုးဒါမှမဟုတ်နှစ်မျိုးဒါမှမဟုတ်သုံးမျိုးလေးမျိုးပြဋ္ဌာန်းနိုင်မှုအကြောင်းတွေမှာသင်နိုင်မှုအစိုးရဘယ်လိုပံ့ပိုးရပေးနိုင်လဲကိုတန်းသားကောင်းဆောင်တွေကဘယ်လိုပူးပေါင်းဆောင်နိုင်လဲအကွ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 ဲပြောပြတော့ရှိပါတယ်ဒါပေမဲ့ဒီဟာကိုပေါင်းပြီးတော့အင်္ဂလိပ်တွေကသူတို့ကချင်းတော့တတ်မှတ်ပြီးတော့လုပ်တာအင်္ဂလိပ်တွေကအစိုးရလာလုံးတဲ့ခါမှာ တို့ကပညာတင်ပြီးတယ်ပညာတင်ပြီးတဲ့လူကဖလာမတမျိုးဟခဘတမျိုးတိရိမတမျိုးဟောအောက်မှာဘာမှမရှိဘူးမြင်းတဲ့တော့ကံပလဲတော့အဲ့မှာကြောက်တော့ဒီမှာလူအဲ့လိုပဲလှုပ်ပြီးတော့လူမျိုးကအဲ့လိုခွဲတယ်လို့ဖြစ်နေတယ်ကျွန်တော်ပြောအစိုးရကကူဖို့ဘေးကကူဖို့မပြောနဲ့ကိုတိုင်သာအချင်းချင်းမှာတော့ပါပါကျွန်တော်နားလဲဆိုဥပချင်းရှင်းတာဆိုချင်းလို့မပြောဘူးဇိုမီလို့ပြောတယ်ဟုတ်တယ်ဒါမျိုး꿰နေတဲ့အခါကျတော့ဓာတ်ရောပြဿနာတစ်ခုဖြစ်မနေဘူးလားပြဿနာ ဖြစ်တယ်လို့တော့မဆိုနိုင်ဘူး။ဒါပေမဲ့ကျွန်တော်တို့ဒီတိုင်းပဲအစိုးရကိုတိုင်းကဟိုချင်းကိုတတ်မှတ်ထားတယ်။ဒါပေမဲ့အခုအများသဘောတူလုံးမယ်ဆိုလို့ဆက်အများစုရတော့ဆိုမင်းအများစုပဲ။အစင်းအဆုံးပြည်နေကနေဒုတိယအစင်းအဆုံးပြည်နေဘက်ကိုကျွန်တော်တို့ရွှေ့ရကြအောင်။ဆက်နေပါအဲ့ဒီအစိုးရရဲ့လုံပုံကန်ပုံလေးအစိုးရရဲ့မူဝါဒချမှတ်ပုံလေးမူဝါဒကိုဇောင်းမပြည့်ဘူးဆိုမှဒီတိုင်းသားအခွင့်အရေးတွေကိုပြောရဲဆိုတဲ့အခါမှာဒီကိစ္စတွေကလည်းပါလာတယ်အဲ့တော့ဒီမူဝါဒချမှတ်ပိုင်ခွင့်နဲ့မှာ တိုင်းသားတွေရဲ့ပါဝင်မှုအချို့မြမြတတရှိရလားပြည်တော်စုကိုပြည်တော်စုပုံစံတွားခြင်းဖြစ်ကြတယ်။မပြည်တော်စုပုံစံမဖြစ်ဖို့တွန်းအားတခုရှိတယ်။အဲ့ဒီခါမှာတိုင်းသားတွေနေတဲ့ဒေသတစ်ခုချင်းမဟုတ်ဘူး။ပြည်တော်စုသားအားလုံးနေတဲ့ဒေသဖြစ်အောင်စ조사ဖန်တီးခဲ့တာလို့ရှိပါတယ်။ဖက်ဒရယ်လို့ပြောလိုက်တာနဲ့ခွဲထွက်မယ်ဆိုတဲ့အတန်လေးနဲ့ချင်းချောက်လိုက်တဲ့ခါမှာ တိုင်းသားဒေသတွေတနည်းအားဖြင့်လူနည်းစုဌာနေတိုင်းသားတွေဖွံ့ဖြိုးသွားမယ်ဆိုရင်ခွဲထွက်တော့မယ်ဆိုရဲကြောက်စိတ်ကအုပ်ချုပ်တဲ့မင်းအဆက်ဆက်ကိုကျွန်တော်ထင်တယ်လွှမ်းမိုးသွားတဲ့ကာလနောက်ပိုင်းမှာစီးရင်နေတာကစမ်းသာလိုက်ရင်ပုံကံမလားဆိုတဲ့စိတ်ဟုတ်တယ်စီးပွားရေးနဲ့နိုင်ငံရေးကိုတတ်ပစ်တယ်စစ်မှန်တဲ့ပြည်ထောင်စုတစ်ခုကိုသွားတဲ့ကာလမှာတိုင်းရင်းသားအားလုံးဒီဓာတ်လူခွင့်ရရှိအပ်တယ်ဆိုရဲမျိုးနဲ့သွားတယ်အဲ့ဒီမှာလူမျိုးစုတွေပဲရှိပျောက်ကွယ်သွားခမန်းလေးလေးကျွန်တော်ပြန်လေမြေတောင်မြောက်ပေးဖို့လိုတာပေါ့အခု ရန်ကုန်တိုင်းမှာဒီနေ့ကျင်းပတယ်ဆိုကရေးကြည့်ဗမာရင်ကျင်းမှုဗမာအမှုပညာတွေအခုတိုင်းရင်းသားတွေရဲ့ရင်ကျင်းမှုအမှုပညာသူ့ရဲ့အမွေအနှစ်တွေကိုဖိုတိုခွင့်မပြောက်ပြက်အောင်ထိမ့်သိမ့်ခွင့်ဆိုတဲ့ဘက်ကကျွန်တော်တို့ချင်းကပ်လာတာဒါခေတ်ရဲ့တောင်းဆိုမှုပြည်ထောင်စုရဲ့တောင်းဆိုဒါကိုလက်ခံဖို့တို့ရခိုင်ဒေသဆင်းရဲတယ် infrastructure ပိုင်း short တယ် electricity မရှိဒါပေမဲ့လို့ဒီကန်းလွန်ကဓာတ်ငွေထွက်လာတဲ့ကာလမျိုးတရုတ်နဲ့လည်းပဲစာချုပ်ကြီးချုပ်ပြီးတဲ့ကာလမျိုးမှာ900ကုဗပေတန်းကို လေးရာကိုတက်ကိုပေးမယ်တရားကိုပြီမကိုယူမယ်ဆိုတဲ့မူနဲ့ရှုပ်ဝက်သွားတယ်။ကြောက်စင်မှာတစ်ခုမြင်းကြံမှာတစ်ခုတရားကူအပ်ပြီးတန်းကိုလုတ်ဖို့တုံးဖို့အတွက်လက်စစ်တအပ်ပြီးဆက်ပြီးတိဆောက်ပြီးပြီးဆိုမှကျွန်တော်တို့ကသိတာ။အဲ့တော့ပြည်တော်စုဟာတိုင်းသားဒေသတွေကထွက်တဲ့တရားစရာအလုံးကိုတင်းကျုံယူပြီးမှပြည်တော်စုကိုတိဆောက်တဲ့အောင်နဲ့ပြီမကိုဟိုပြီးတိဆောက်တယ်။စက်ယုံလို့ယုံခင်ဗျာပြန်ကြည့်။ ARD မြေအနောက်ဘက်ကအရှိတ်ဘက်ကမှရှိတယ်။ ပြည်နယ်တွေမှာပါရှိရှင်းတော့မရှိဘူးကျွန်တော်တို့စီမှာမရှိဘူးဒါပေမဲ့ချင်းပြည်နယ်နဲ့ဆိုင်ရခိုင်ပြည်နယ်ကပြောလို့ပို့ပြီးတော့တဘာဝအရင်မြစ်တွေကျွဲဝိုက်ဒါဒိုင်းရီရောက်အောင်ဒီခေါင်းဆောင်တွေနဲ့အဆုံးဖြတ်ပိုင်မရှိဘူးနဲ့ဆွေးနွေးတာတွေညှိနှိုင်းတာတွေခွင့်ရအောင်လုပ်တာတွေမလုပ်ခဲ့တဲ့စစ်ပန်တဲ့ပြည်ထောင်စုတစ်ခုဖြစ်အောင်ကျွန်တော်တို့စူးစမ်းနေတယ် resources share လုပ်အောင်မယ် power share လုပ်အောင်မယ်အခွန်တုပ်တွေကိုကျွန်တော်တို့မျှဝေပြီးတော့ကိုယ်ဒေသဖွံ့ဖြိုးအောင်လုပ်နိုင်မယ်ဆိုတဲ့ယူဆချက်နဲ့ကျွန်တော်တို့ဖွဲ့စည်းပုံကိုအပိုင်းပိုင်းပိုင်းပြီးမှကလပ်တစ်ခုမှရအောင်လုပ်မယ်ဆိုတဲ့ ခံယူချက်နဲ့ကျွန်တော်လုပ်တယ်အဲ့တော့ SNLD အနေနဲ့ရှမ်းပြည်နယ်မှာရှမ်းပါဝင်တခြားလူမျိုးစုတွေရှိတယ်အဲ့တော့ခုပါတီရောလူမျိုးစုအားလုံးဘယ်တော့ကိုစားပြုတ်ပြီးတော့တို့အရေးတွေလှုပ်ဆောင်ပေးနေတယ်ကျမတို့စပြီးဖွဲ့ကြတယ်ကျမတို့စီးစီမှာတော်မီတန်းတွင်ဆိုတာပအုပ်လူမျိုးဖြစ်ပါတယ်။နောက်ဥပီအောင်တန်းဆိုတာပလောင်လူမျိုးဖြစ်ပါတယ်။ကျမတို့အဲ့လိုပဲ အကုန်လုံးအတွေ့ကိုဖွဲ့စည်းထားတဲ့ကျွန်တော်တို့တော့ပဲရှမ်းကောင်းဆောင်ကကိုယ်တွေတထုံပြန်ဆိုပြီးတော့ပြောတာမျိုးလည်းရှိတယ်နော်ဟုတ်အဲ့ဒါကျမတို့ပါတီအနေနဲ့ပြောတာမရှိပါဘူးဟုတ်အဲ့တော့ရှမ်းပြည်နယ်မှာဟုတ်ရှမ်းပါဝင်ဟုတ်နော်ပြောလို့ရှမ်းအများစုတိုင်းသားအများစုအတွက်ဘာတွေလုပ်ပြီးနေလဲပြည်နယ်ကျမကြီးအခွင့်အရေးတိုးတက်ရရှိအောင်ကျမတို့2005မှာကျမတို့ကောင်းဆောင်ရေးအဖမ်းခံရပါတယ်အဲ့ဒီကတည်းကကျမတို့ပါတီဟာ ဟိုစား2008ကိုလည်းလက်ခံတဲ့အတွက်ကြောင့် automatic ပယ်ဖြတ်ခံရပါတယ်ခေါင်းဆောင်မရှိရင်ကျန်တဲ့ဘာမှမလုပ်နိုင်တော့ဘူးဩဘာမှမလုပ်နိုင်ဘူးဒီနေသားဖြစ်သွားပါလေပါတီအနေနဲ့ဟိုဖြတ်ခံလိုက်ရတယ်ဆိုတော့အနေသားဖြစ်သွားပါလေအဲ့ဟိုပါတီကနေပြီးတော့2012ကျမပဲကျမတို့ပါတီကနေပြန်ပြီးတော့မပွန်တင်ထားတာခေါင်းဆောင်တွေကပြန်ရပြီဆိုတော့တန်းတဲ့အတွက်ဘာလုပ်ပေးနေလဲ ဟုတ်ကျမတို့အနေနဲ့အခုလောလောဆယ်တော့ကျမတို့ပါတီစည်းရုံးရေးအနေနဲ့လှုပ်နေတုန်းဖြစ်နေပါတယ်ဒီဘက်ကဆိုင်ဆယ်ယူမေးချင်ပါဘူးအေးမောင်ကျော်အဲ့ဘမိုင်းမှာတန်းသားရေးပြောမယ်ဆိုရင်တကယ်ကိုတဲတဲတန်တန်လှုပ်လှုပ်ခက်ခက်ပြောရမယ်အရေးကိစ္စဘာများရှိတယ်အချုပ်ကိုပြောမယ်ဆိုရင်ပထမဆုံးအချက်ကတော့ဟိုပြည်နယ်တွေပေါ့နော်တိုင်းသားဒေသတွေကိုဘုံကနေပြီးတော့လစ်လျူရှုထားတယ် မေ့လျော့ထားတယ်ပေါ့နော်ဂိမ်းမဆိုင်ဘူးဒါတစ်ချက်ရှိတယ်အဲနောက်တစ်ချက်ကျတော့တိုင်းပြည်ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုဆွေးနွေးဆုံးဖြတ်ကြတဲ့နေရာမှာဒီတိုင်းသားတွေကအရေးပါတဲ့အခန်းကဏ္ဍမှာမရှိဘူးမပေးလို့မရှိတာလားမစူးစားလို့မရတာလားဟုတ်ပြီဒါတွေကတော့ဟိုစူးစားလို့စူးစားရတယ်ဒါပေမဲ့တခြားလုံးမရခဲ့တာဘာလို့လဲဆိုတော့ကျွန်တော်တို့စေအာဏာရှင်စနစ်ကိုကျွန်တော်တခြားလုံးဖြတ်သားရအောင်အဲဒုတိယချက်ပေါ့နောက်တစ်ချက်ကျတော့တိုင်းရင်းသားတွေရဲ့စာပေရင်ကျင်းမှုနဲ့အမှုပညာတွေကိုပို့ထုတ်ခွင့်မရဘူးပေါ့ဒါဒါဒီသုံးချက်က ကျွန်တော်တို့အဓိကပဲတိုင်းသားဒေသတွေကိုတကယ်တမ်းပြောမယ်ဆိုရင်ထဲဝင်နဲ့နည်းနည်းရောက်တဲ့နိုင်ငံရေးကောင်းဆောင်ဆိုတာလည်းအင်တာနက်နဲ့နိုင်ငံရေးကောင်းဆောင်ဆိုတာဒီဘ ഹു အစိုးရရဲ့ကောင်းဆောင်တွေကိုပြောဘ ഹു အစိုးရရဲ့ကောင်းဆောင်တွေရောပါတီကောင်းဆောင်တွေရောအကုန်လုံးပဲတိုင်းသားကောင်းဆောင်တွေရောတိုင်းသားကောင်းဆောင်တော့သူအဲ့ဒေသမှာနေအဲ့ဒေသကြောင်းသိတာပေါ့နော်ဒါတော့မှရန်ကုန်မှာနေတဲ့တိုင်းသားကောင်းဆောင်တွေရှိနိုင်ပါလားဟိုတကယ်တမ်းပြောမယ်ဆိုရင်တို့ကဒီမြင့်စီးပြီးတော့ပိုင်းချင်းကြည့်လို့ပေါ့ဗျာနော်ဖြတ်တော့ဖြတ်လာတယ်ဒါတော့ပဲ ဟိုစင်းဝဲတည်တယ်တကယ်အန်ဒီအတူတူကြမှာနေနေရတယ်ပေါ့ရနော်မတည်ဘူးပေါ့အသက်ကိုဖက်နဲ့ထုတ်ပြီးတော့နေရတယ်ဆိုတာတကယ်တိုင်တာချက်ဒါပြည်မလူတွေမဟုတ်ဟိုတချို့အဆိုရင်ဒီမှာခလေးတယောက်နဲ့ဟလာခွေးတကောင်နဲ့ဆန်လေးနှလုံးသုံးလုံးနဲ့ပတ်ပြီးတော့နှစ်ပေါင်ပြင်းနေတဲ့ရွာတွေရှိတယ်ရွာဘုံရွာရှောင်းပေါ့နော်ဒါမျိုးတွေရှိတယ်အဲ့တော့အဲ့လိုဖြစ်ဖြစ်တွေကိုစာနေစင်းတွေမှာရုပ်ရှင်တွေမှာနိုင်ငံရေးသမားတွေပါဇက်ဖျားမှာမရောက်တော့ တကယ်တမ်းကျတော့ဒါတွေဘူးသူကသိလဲဆိုတော့တိုင်းသားတွေသိတယ်စစ်တပ်ကသိဒါပေမဲ့စစ်တပ်ကကျတော့ तू ကသူ့ရဲ့တာဝန်ရ तू ကဒီတိုင်းသားတွေကိုဒီလိုကျွန်တော်တို့လိုနိုင်ငံရေးရှုထောင့်အောင်မြင်ပြီးတော့ तू ကချင့်ကပ်တဲ့ပုံစံမဟုတ်ဘူး तू ကတော့စည်းမြင်ရတာဒါပုံမှန် तू ရှေ့နေနေမယ် तू ရင်းဥပြပြရဲ့လုပ်မယ်ဆိုကြတော့ तू မှဒီနိုင်ငံရေးမြင်မရလာဘူးပေါ့နော်အဲ့တော့ဒီတိုင်းသားတွေအခွင့်အရေးရအောင်စလို့ရတဲ့နေရာစပညာရေးဟုတ်ပါတာစကားနဲ့ကိုတင် जा ခွင့်ရဆရာတို့ဘာလုပ်နိုင်လဲဘယ်လိုလုပ်ကြ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့အမျိုးသား policy ဟိုတနိုင်ငံလုံးနဲ့ပတ်သက်တဲ့ပညာရေးဆိုင်ရာအမျိုးသားမူဝါဒ infrastructure ဘိုင်းနဲ့ပတ်သက်တဲ့တနိုင်ငံလုံးဆိုင်ရာမူဝါဒမရှိဘူးကိုယ်နဲ့လမ်းကွန်ရက်တွေတိုင်းရင်းသားဒေသတွေကိုဘလို့ဖောက်ပြီးဘလို့ဖွင့်ပြအောင်လုပ်မယ်ဆိုရဲမူဝါဒဟာအင်္ဂလိပ်ခေတ်လောက်မရှိဘူးတရားဥပဒေလမ်းမကြီးတွေရှိခဲ့တာလမ်းခုအမီပေးကြီးလမ်းမမီဘူးဆိုတော့ကျွန်တော်တို့အသွေးပြောင်းဖို့လိုတာ ်နိုင်ငံရာရှိရှိနဲ့ပြည်ထောင်စုကိုပြန်ပြီးတည်ဆောက်ဖို့လိုတယ်တကယ်ပြည်ထောင်စုလမ်းတွေဖြစ်လာဖို့မှန်တယ်အဲ့တော့နိုင်ငံရေးဥဆောင်မှုအခမ်းအနားကိုယူထားတဲ့တပ်မတော်ကလည်းသူ့ရဲ့ကဏ္ဍဟာနော်ဒီမိုကရေစီခင်နဲ့လျော်ညီတဲ့နော်ပရိုဖက်ရှင်နယ်တပ်မတော်ဖြစ်ဖို့လိုတာပေါ့အဲ့တော့ကျွန်တော်ဆိုလိုတာကမျိုးသားစီးပွားရေး policy မျိုးသားခုနကလေ infrastructure ဘိုင်းနဲ့ပတ်သက်တဲ့ policy ပညာရေး policy ကျန်းမာရေး policy ရေးကြည့်ပါတယ်ဒါတနိုင်ငံလုံးအမြင်နဲ့လောက်အောင်ပါလို့ကျင်းမြောင်းတဲ့ပြည်မဘဟုပြုဆိုတဲ့ကဏ္ဍကိုရက်တော့ ဥမာဆိုတော့ကျွန်တော်တို့မှာတိုင်းသားမျိုးနွယ်စုခဏခုနဲ့ဖွေထားတယ်လို့ပြောတယ်ရခိုင်ဆိုဒီမှာဒါပေမဲ့ကျွန်တော်တို့မျိုးနွယ်စုတွေထဲမှာရှိတယ်တက်တော့တိုင်းနေတယ်ဟိုဘက်ကဘင်္ဂလားဒေ့ရှ်မှာအများကြီးရှိတယ်တိုင်းရှိရှိဒါပေမဲ့ရခိုင်ဘက်မှာနေပါတယ်ဒါပေမဲ့ကျွန်တော်တို့ဘလောက်ထိဒီတက်မျိုးနွယ်စုမပြောက်ပြအောင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်တယ်မစောင့်ရှောက်နိုင်ဘူးမစောင့်ရှောက်နိုင်ဘူးသူတို့ရဲ့လူမှုဘဝနေတူဘဝလုပ်ငန်းကိုကျွန်တော်တို့ကခုနမတ်တီပြီးမှဖွင့်ပြလို့တော့မလုပ်နိုင်ဘူးဆိုရင်ပြည်တော်စုထဲမှာတက်လူမျိုးလာပဲဟာလာဟိုဟာလေးကပေးမယ်ဒါလေးနဲ့မပြီးဘူး တို့ရဲ့လူမှုဘဝတို့ရဲ့မျိုးနွယ်စုတစ်ခုလုံးရဲ့ယဉ်ကျေးမှုဟာလာဘာသာကိုးကွယ်မှုကအစလူမှုဘဝတစ်ခုလုံးရဲ့လက်လူဘဝလုပ်ငန်းတွေအကုန်လုံးကိုဖွံ့ဖြိုးအောင်ကျွန်တော်တို့မှ plan ချဖို့လိုတယ်အဲ့တော့135မျိုးမပြောနဲ့တိုင်းရင်းသား minority rights ကိုလုံနေတယ်လို့ပြောလို့ရှိရင်ဒီတိုင်းရင်းသားအားလုံးနဲ့ပတ်သက်တဲ့ master policy ရှိရတယ်။ No policy တစ်ခုအောက်မှာမှဘယ်လိုဖွံ့ဖြိုးအောင်လုပ်မလဲယဉ်ကျေးမှုမပြောက်ပြအောင်လုပ်မလဲခါလေတိုင်းရင်းသားလူမျိုးများရဲ့ပိုင်ခွင့်ကိုဘယ်လိုကောက်ကွယ်သူရဲ့သမိုင်းကိုဘယ်လိုပို့ထုတ်မလဲယဉ်ကျေးမှုကိုဘယ်လိုထိန်းသိမ်းမလဲ ဒါလည်းတော့တစင်ချင်းတစင်ချင်းကျွန်တော်ပြည်တော်စုတစ်ခုလုံးနဲ့ရှင်ပြီးမှဆွေးနွေးပြီးမှပြန်ပြီးဆွေးနွေးရမယ်မူဝါဒပိုင်းဆိုင်အားတက်ပါပြည်တော်စုတစ်ခုလုံးနဲ့ရှင်ပြီးမူဝါဒချမှတ်ဖို့လို့ရအစိုးရကလုပ်ဖို့လို့လို့ရအစိုးရအဲ့လိုလုပ်လာအောင်ဒီတိုင်းသားကောင်းဆောင်တွေကတွန်းမမလို့ပဲစစ်မှန်တဲ့ပြည်တော်စုအစိုးရပေါ်ပေါက်လာခဲ့ပြီဆိုရင်ဒီကဏ္ဍချက်ချင်းရောက်လာမှာလို့ကျွန်တော်ပြောနေစရာတော့မလိုတော့ကျွန်တော်ပြောမိုက်ခရိုဖုန်းအခုခဏပြောတော့ပညာရေးကို တကွက်လေးကိုကြည့်မယ်ဆိုရင်ပြည်နယ်တစ်ခုမှာအော်ကျွန်တော်မွန်ကိုပဲကျွန်တော်ပြောပြောချင်တယ်မွန်မွန်မွန်မှာတိုင်းသားတွေဖွဲ့စည်းထားတဲ့အမျိုးသားအကြောင်းတွေရှိတယ်ဒီအမျိုးသားအကြောင်းတွေကိုယခုထိအစိုးရကအပိမတ်ပြုတ်ခွေမပေးသေးဘူးအခုမှဆွေးနွေးတဲ့အဆင့်လေးပဲနည်းနည်းလေးပဲရှိသေးတာတိုင်းသားဆုံးရှုံးနေတဲ့အခွင့်အရေးဒီအခွင့်အရေးဆုံးရှုံးနေတဲ့ခံစားမှုတွေဒါတွေကိုခေါင်းဆောင်တွေကြားပါရဲ့လားသိပါရဲ့လား ဒီကြောင်းနေကျွန်တော်ဆွေးနွေးနေတာပါအခုတော့သတင်းပြဖို့ချက်တခုကြေကြပါဘောဗျာမြန်မာနိုင်ငံဟာတိုင်းသားလူမျိုးပေါင်း135မျိုးကျော်နေထိုင်တဲ့မတူကွဲပြားတဲ့ရင်းနှီးမှုဒလေးဆဲတွေရောက်ရှက်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် နှစ်ပေါင်း60ကျော်ကြာပြည်တွင်းမငြိမ်သက်မှုတွေနဲ့အဆက်ဆက်အဆိုးရွားတွေရဲ့လူနည်းစု တိုင်းသားတွေပေါ်ခွဲခြားအုပ်ချုပ်မှုတွေကြောင့်တိုင်းသားပြည်သူတွေရဲ့အတန်တွေဆန္ဒတွေဟာအရာမတင်ခဲ့ပါဘူးဒီကနေ့အချိန်မှာတော့ဒီမိုကရေစီအသွင်ကူးပြောင်းမှုနဲ့အတူလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်တွေရရှိလာခဲ့တဲ့တစ်ချိန်တည်းမှာပဲတိုင်းသားတွေရဲ့အတန်တွေဟာကြဲကြဲလောက်လောက်ထွက်ပေါ်လာပါတယ်အထူးသဖြင့်အစိုးရရဲ့ဖွံ့ဖြိုးရေးအစီအစဉ်တွေမှာအမြဲလိုလိုချက်လက်ခံထားရတဲ့အခြေအနေတွေကိုဆုံးသက်ဖို့တောင်းဆိုလာပါတယ်ဒါပြင် ပြည်ရင်းညံရေးဆွေးနွေးမှုတွေမှာတိုင်းသားတွေရဲ့လူလားချက်ဆန္ဒတွေကိုအစိုးရနဲ့တိုင်းသားကောင်းဆောင်တွေကဘလောက်ထက်သွင်းလှုပ်ဆောင်နေလဲဆိုတဲ့အပေါ်မှာလည်းမေးခွန်းထုတ်လာကြပါတယ်။တိုင်းသားကောင်းဆောင်တွေကတော့ဖက်ဒရယ်စနစ်ပြည်ပပြည်ပြည်ဖြစ်ပေါ်လာမှသာလျှင်မိမိတို့တိုင်းသားတွေရဲ့အတန်တွေဆန္ဒတွေကိုအပြည့်အဝအကောင့်ထည့်ဖော်ပေးနိုင်မယ်လို့ဆိုပါတယ်။သူတို့အတန်ကြီးခွဲစရာကောင်းတယ်။အဲ့တော့ကောင်းကောင်းစာသင်နေတယ်။ကောင်းကောင်းအိတ်ရှင်တယ်။ကောင်းကောင်းလုပ်ငန်းဝင်ဝင်နေတယ်။ကောင်းကောင်းဘဝအသက်ရှင်နေတယ်။ တို့နိုင်ငံကြီးမသိဘူးလေသူသိနေတာတခုပဲအဲ့စစ်ကတော့ဒုက္ခကိုရောက်စေတယ်ပေါ့အဲ့ဒီဝင်တဲ့ကိုကြောက်ရတာပေါ့